အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တက်ဆက်မယ့်အပီဆိုဒ်45မှာတော့ကျော်ကြီးကဂျင်းနဲ့ပြိုင်တဲ့ပွဲမှာရှုံးသွားတာကြောင့်စိတ်တူပြီးတော့သူ့ဆက်ဘင်ကိုတစားစီဖြစ်အောင်တူနဲ့ထုပြစ်ခဲ့ပါတယ်သူ့ပါဇက်ကနေလေတော့သုံးကြတဲ့ဆက်ဘင်ဆိုပြီးတော့တဖက်ဖက်ရွတ်နေပြီးတော့သူ့ရှုံးကိုသူလက်မခံနိုင်ဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ကျော်ကြီးကတအားတွေပေါက်ကွဲနေရကြောင့်သူ့ဘက်ကကောင်းလင်းကလည်း ူ့ကိုဝိုင်းထိန်ပြီးနေကြပါရဲ့။ဒါပေမဲ့ကျော်ကြီးကအခုရှုံးသွားတယ်ဆိုတာစက်ဘိန်းနဲ့ဘာမှမဆိုင်ဘူး။စီးတဲ့သူအသုံးမကျလို့ရှုံးလာဆိုပြီးတော့ပြောသွားတဲ့ကြည်ကို မင်းဘာဖြစ်သွားမလဲဆိုတာစောင့်ကြည့်နေလိုက်ဆိုပြီးတော့အော်ဟိနေကတောင်းကျမ်းနေခဲ့ပါရဲ့။နောက်တစ်ခါမှတော့ဗီနီကမိုးရီလီတွေကြားတဲ့ကနေညစာအတွက်စားစရာတွေကိုဝယ်လာကအိမ်ကိုပြန်လာခဲ့ပါရဲ့။ဒီလိုနဲ့သူလည်းအိမ်ရှိအရောက်မှာတော့သူ့ရှိမှမတ်တက်ကြီးရနေတဲ့ခြေကိုတွေ့လိုက်ရပါရဲ့။ ဗီနီလက်ချစ်ကိုဘာတခုံးမှမပြောဘဲနဲ့အိမ်ထဲကိုဝင်သွားခဲ့ပါတယ်။အခုမှကြည့်လေမီနူတီအိမ်ကိုရောက်လာတော့ကအဖြစ်အပျက်တွေကိုပြန်မြင်အောင်နေပြီးတော့ကိုချင်းစာနေမိပါတယ်။ဒီလိုနဲ့ပဲဗီနီကပြန်ပေါ်လာပြီးတော့ဘာလုပ်နေရလဲ။အိမ်ထဲဝင်လေဆိုပြီးတော့ချစ်ကိုပြောလိုက်ပါတယ်။ဒီချိန်မှကြည့်လေဗီနီလိုကောင်းတော့သူ့လောက်ရက်ဆက်တတ်တဲ့စိတ်ထားမရှိပါလားဆိုပြီးတော့တန်ဝင်ကရနေခဲ့ပါတယ်။ ဒီလိုနဲ့နှကောင်စလုံးအိမ်ထဲကိုရောက်လာခဲ့ကြပြီးတော့ဖင်နီကတော့ညစာပြင်ဖို့လုပ်နေခဲ့ပါတယ်။ဒီလိုနဲ့ခေါက်ဆွဲတုပ်ကိုထုတ်လိုက်ပြီးတော့မင်းခေါက်ဆွဲပြုတ်စားတယ်မလားဆိုပြီးတော့ဂျစ်ကိုမေးလိုက်ပါတယ်။ဂျီကတော့အေးဆိုပြီးတော့မိုးရီတွေစုံနေတဲ့သူ့အဝတ်တွေကိုချုပ်ကဖင်နီရဲ့အဝတ်အစားတွေကိုယူနေရပါတယ်။ဒီချိန်မှာပဲဂျီရဲ့ဖုန်းကထမြည်လန်းပြန်ပါတယ်။ဖုန်းဆက်တဲ့သူကတော့မီနူးဖြစ်ပြီးတော့ဂျစ်ကိုဟေးမေးမေးနဲ့ပြဿနာဖြစ်ပြန်ပြီဆို။ အခုဘယ်တွင်ရောက်နေရလဲဆိုပြီးတော့မေးလိုက်ပါတယ်ဂျေကတော့သူဗင်နီအိမ်မှာရောက်နေကြောင်းမီနူးကိုပြန်ပြောပြလိုက်ပါတယ်မီနူးလည်းဂျေလိုကောင်ကဗင်နီတို့အိမ်မှာရောက်နေတဲ့ဆိုတာကြောင့်မယုံမကြည်နိုင်ဖြစ်နေခဲ့ရပါတယ်ထို့နောက်မီနူးလည်းအရေးကိုလာနေပြီးဖြစ်ကြောင်းဂျေကိုပြောပြီးတော့ဖုံးချသွားခဲ့ပါတယ်အဲဒါကြောင့်ပဲဂျေကမီနူးလည်းဒီကိုလာနေပြီးဖြစ်ကြောင်းဗင်နီကိုပြောပြလိုက်ပါတယ်ဗင်နီလည်းသူ့အိမ်ကိုနောက်ဘယုတ်ဒုက္ခတကောင်ကပါထားရောက်လာတော့မယ်ဆိုတာကြောင့်မင်းတို့ကောင်တွေငါအိမ်ကို ဇက်ရများထင်နေလားဆိုပြီးတော့ပြောလိုက်ပါတယ်။ခဏနေတဲ့အချိန်မှာတော့မင်းနုနဲ့ဗင်နီအိမ်ကိုရောက်လာခဲ့ပြီးတော့ဗင်နီပြုတ်ထားတဲ့ခေါက်ဆွဲပြုတ်ကိုအားရပါးရဆွဲနေခဲ့ပါတယ်။ကျောင်းနောက်မင်းနုကဗင်နီလိုကောင်ကတလောက်ကောင်းတဲ့ခေါက်ဆွဲပြုတ်မျိုးကိုလုပ်နိုင်မယ်ဆိုတာတော့မထင်ထားကြောင်းပြောပြနေခဲ့ပါတယ်။ဗင်နီကတော့မင်းနုကိုအဲ့ဒါမင်းငတ်နေလို့လေတတောင်းစားရဲ့နေပါအောင်မင်းတို့လိုတထေးသားတွေကဘယ်လိုလိုငတ်အိမ်ကိုလာပြီးတော့ခိုကနေကြလဲမင်းတို့ကောင်တွေမိုးတိမ်ပြန်တော့ဆိုပြီးတော့ပြောလိုက်ပါတယ် ဂျေကတော့မေနူးကိုသူကပါအိမ်ကနေဘာလို့ထွက်လာလဲဆိုပြီးတော့မေးလိုက်ပါတယ်။မေနူးကလည်းဟာမင်းမရှိတော့ငါဘယ်လိုလုပ်အဲ့ဒီမှာဆက်နေလို့အဆင်ပြေမှာရောပြီးတော့မင်းအမေကလည်းငါအိမ်ပြန်ဖို့ပြောနေရောငါလည်းတခါတည်းပဲထွက်လာလိုက်တာဒါနဲ့မင်းကြီးကလည်းစုတ်ပြက်သနေတာပဲဘာဖြစ်လာလဲစက်ဘင်းများမောက်လာလားဆိုပြီးတော့မေးလိုက်ပါတယ်ထိုနောက်ကြီးကမင်းနူးကိုသူများကိစ္စဝင်းမပါဘူးပြန်ပြောလိုက်ပါတယ်ဗနီကတော့ မင်းတို့နဲ့ကောင်လဲငါအိမ်မှာအကြာကြီးနေမယ်လို့တော့မစင်းစားနဲ့ဒီတညပဲရမယ်မနေ့ပြန်ကြရင်မင်းတို့ကိုယ့်အိမ်ကိုပြန်ကြဆိုပြီးတော့နေလုံနေခဲ့ပါရင်ဒီချိန်မှာပဲဖီနီမီကဗီနီကိုအင်းရှိကမိတွေဘာလို့ဖွင့်မထားလဲဆိုပြီးတော့ပြောကအိမ်ထဲကိုဝင်လာခဲ့ပါရင်ဂျေတို့ကလည်းဗီနီရဲ့အမေကိုမြင်တော့ချက်ချင်းထပြီးတော့နှုတ်ဆက်လိုက်ကြပါရင်ဂျေမတက်ထက်ရတဲ့အချိန်မှာတော့ဂျေအိတ်ကတည်းက USB stick ကလည်းရုတ်တရက်အောက်ကိုထွက်ကြသွားခဲ့ပါရင်ဗီနီအမေကတော့ သူတို့ကခေါက်ဆွဲတွေပဲစားနေရကြောင်းဘိုက်ကိုပြစ်ကြရလားဆိုပြီးတော့မေးလိုက်ပါတယ်။မင်းတို့လည်းပြစ်ပါတယ်အန်ဒီဆိုပြီးတော့ပြန်ပြောလိုက်ကြပါတယ်။ဒါပေမဲ့ဗင်နီမီကတော့ဒီခေါက်ဆွဲလေးနဲ့ဘယ်လိုလုပ်ဘိုက်ပြစ်မှာလဲဆိုပြီးတော့သူဝက်လာတဲ့ဝက်သားလေးကိုချက်ကျွေးမယ်လို့ပြောကသူတို့ကိုစောင့်ခိုင်းနေလိုက်ပါတယ်။ဗင်နီကတော့ကြည်ပေါင်းမိတွေကထွက်ကြလာတဲ့ UFB stick လေးကို မြင်သွားပြီးတော့စိတ်ဝင်စားနေခဲ့ပါတယ်။ဒီလိုနဲ့ဆန်နီထထန်ကြောင်ရဲ့ pitch မှာလေအမြင်မသိလူတစ်ယောက်ကမီယာနဲ့တက်ပုံစီဟာ စီဂျီတို့ရဲ့ပုံကိုတင်ထားပြီးတော့ကက်ပရှင်မှာလဲစံဒီအထက်တန်းကြောင့်ကဒီကောင်မလေးကအသက်ကြီးကြီးလူတယောက်နဲ့စားတော့ဆိုင်တစ်ခုမှာတောက်စားနေတယ်ဆိုပြီးတော့ရေးထားပါသေးရဲ့ကောမန့်မှာလဲလူတွေကမိရကိုမျိုးစုံပြောဆိုနေခဲ့ကြပါတယ်ဒီလိုနဲ့နောက်တစ်ပိုင်းမှာတော့မင်းနုနဲ့ဂျီတို့ရဲ့စပိန်တွေမြကမွေးတွေစူထားတာကြောင့်တစစီဖြုတ်က နေလန်းထားကြပါတယ်ဂျီကတော့အဝတ်တထည့်ကိုတစ်ခုနဲ့အိမ်ဘော်ကနေဆင်းလာတာကြောင့်ကျောင်းသားဘုတ်ဝတ်ဆရာမရှိတော့ဘဲနဲ့တိုင်ပတ်နေပါတယ် မင်းကြီးကတော့ဗီနီအိမ်ပြုံနေတော့သူ့ဝတ်စားတွေခဏယူဝတ်သွားဖို့ဂျေကိုပြောလိုက်ပါတယ်ဂျေကတော့ဗီနီဂျာကင်ကြီးကိုဝတ်ကြည့်ပြီးတော့သူ့ကိုယ်သူလူမတ်ကြီးနဲ့တူမနေဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်တကယ်လဲအဲ့ဒီအိမ်ကြီးကြီးကကိုရီးယားထဲကလူမတ်တွေကိုတည်းအိမ်ကြီးကြီးနဲ့တူနေခဲ့ပါတယ်ဒါပေမဲ့မင်းကြီးကတော့ဂျေကိုအဆင်ပြေတယ်လို့ဆိုပြီးတော့ပြောကာကျောင်းကိုသွားကြဖို့ပြောလိုက်ပါတယ်ခုနောက်ကျောင်းမှာလဲဂျပူကောင်ကမိရရဲ့ပုံကိုကြည့်ပြီးတော့ ဒါတီးယောက်ကမီးယောက်ကိုနာမည်ဖျက်ကျင်လို့ဖိုတိုရှော့ကြီးနဲ့လောက်ထားတာနေမဲဆိုပြီးတော့ဖက်တီးကိုပြောနေခဲ့ပါတယ်။ဖက်တီးကလည်းဒီတိုင်းသာဖြစ်ရင်ကောင်းပါပဲကွာ။တခြားသူတွေမီးယောက်ကိုပြောတဲ့စကားတွေကတဖြည်းဖြည်းပိုဆူးလာပြီ။ဆိုပြီးတော့စိတ်မကောင်းစွာပြန်ပြောလိုက်ပါတယ်။တကယ်လဲတခြားသူတွေကလိုင်းပေါ်မှာတွေ့တဲ့ပုံတပုံကိုကြည့်ပြီးတော့မီးယောက်ကိုမိုချိုးမြင့်ချိုးတွေပြောနေကြပါတယ်။အခုချိန်မှာတော့မီးယောက်လည်းတခြားသူတွေရဲ့စကားတွေကြောင့်အယမ်းကိုစိတ်တိခိုက်နေရပါတယ်။ယူနာကတော့သူ့တငယ်ချင်းကိုတခြားသူတွေက မဟုတ်တရုတ်တွေပြောနေရာကြောင့်ခေါင်းထဲမထားဘူးနဲ့ခဏကြိုင်လဲဓာရီကပြီးသွားမှဖြစ်တာကြောင့်အခုတော့ငြိမ်နေဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူ့ကိုတော့ဖြစ်သမျှအကုန်ပြန်ပြောပြဖို့ပြောနေခဲ့ပါတယ်။ဖြိုချီမှာပဲမိရကိုကြည့်မြတဲ့ကောင်မလေး၃ယောက်တည်းကတစ်ယောက်ကမော်ဒယ်ဖြစ်ချင်လို့ကို့ထက်အသက်ကြီးတဲ့ဘဲကြီးနဲ့တွေ့ပြီးတော့စပွန်ဆာရှာတာကတော့မကောင်းပါဘူးကွာ။မသိရင်ကျောင်းရဲ့ role model လို့လို့ဘာလို့လို့နဲ့ညပဲကြတော့ဘေးတွေနဲ့သွားတောင်းနေရဲဆိုပြီးတော့မိရကျောင်းအောင်တက်တက်ကြီးပြောနေခဲ့ပါတယ်။ ဒီအချိန်မှာပဲတွင်ကသူတို့ရှေ့ကိုရောက်လာပြီးတော့နင်ကမိယာကြောင့်ဘာတိလို့တလောက်တော့ပါးစတယန်းနေရလဲသူများဒုက္ခရောက်နေတဲ့အချိန်မှာတော့နင်တို့ကောင်မောင်တွေကတောက်ပြစ်ပြောပြီးတော့ပြောနေနေတာလားဆိုပြီးတော့လာပြောပါဦးတယ်ဒီအချိန်မှာပဲမိနူတို့ကလည်းရောက်လာပြီးတော့ကျွန်းစကားကိုလည်းကြားသွားတာကြောင့်ဘာဖြစ်နေရလဲဆိုပြီးတော့မေးလိုက်ပါတယ်ချိုနေတူကြောင်းကြီးကြိုက်မှုကလည်းမိနူတို့နောက်ကနေပေါ်လာခဲ့ပြီးတော့မိယာကိုကြောင်းကြီးရဲ့ရုံးခန်းကိုလိုက်ခဲ့ဖို့ပြောလိုက်ပါတယ်တစ်ဆက်ထဲမှာပဲ ကျောင်းကြီးကျဲမှုတွေကကြည့်ကိုပါမြင်သွားပြီးတော့ယူနီဖောင်းဝတ်မလာလို့ဆိုပြီးတော့စူသွားပါသေးရဲ့မင်းနူးကတော့အားငင်နေတဲ့မိယာကိုမြင်ပြီးတော့ဘာဝရီဖြစ်ကုန်ကြလဲဆိုပြီးတော့ကြားသူတွေကိုမေးလိုက်ပါတယ်ဒီလိုနဲ့မိယာကျောင်းကြီးရဲ့ရုံးခန်းကိုသွားတဲ့လမ်းနဲ့ရှောက်မှလည်းလူတိုင်းကမိယာကိုအမျိုးမျိုးပြောဆိုနေခဲ့ကြပါတယ်မိယာကလည်းအစကတည်းကပြော့ညံ့တဲ့သူတယောက်ဖြစ်တာကြောင့်အခုလိုအဖြစ်ပြက်ကြီးကိုကြုံလာတဲ့အချိန်မှာတော့သူ့ကိုယ်သူလောကကြီးကနေကွယ်ပြောက်သွားရင်ကောင်းမှာပဲဆိုပြီးတော့တွေးနေခဲ့ပါတယ် ကျောင်းကြီးရဲ့ရုံးခန်းကိုရောက်ပြန်တော့လေသူ့ကျောင်းကမိရကိုအတကုံစူငေါက်နေခဲ့ပါတယ်ဆရာမာရီကတော့မိရကိုအမေဆရာတို့ကိုပြန်ပြောပြစရာရှိရင်ပြောပြလိုက်နော်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒါပေမဲ့မိရကတော့ဒီတိုင်းပဲနှုတ်ဆက်နေခဲ့ပါတယ်ကျောင်းကထဲမှာတော့မီနုကညကလိုင်းပေါ်မှာပြန်သွားတဲ့မိရရဲ့ဓာတ်ပုံကိုကြည့်ကဘဲကောင်လက်တယန်းတာလဲဆိုပြီးတော့စိတ်တူနေခဲ့ပါတယ်ကြီးကတော့ဟိုကောင်ကြော်ရင်ဂရိမတီပဲနဲ့စောင့်ကြည့်ရုပ်လိုက်ပြီးဆိုတော့ကိုသိနေတာကြောင့် ဒေါသတွေထွက်နေခဲ့ပါတယ်။တခြားသူတွေလည်းဒီကိစ္စကိုဖြေရှင်းဖို့ကဒီပုံကိုတင်တဲ့သူကိုအရင်ဆုံးရှာမယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်။မင်းနူးကတော့သူတို့ဒီပုံထဲကလူကိုအရင်ရှာကြရင်ကောင်းမယ်ဆိုပြီးတော့အကုန်လုံးကိုပြောလိုက်ပါတယ်။ထို့အချိန်မှာပဲမီယာကအခန်းထဲကိုခေါင်းငိုက်ဆိုင်နဲ့ပြန်ဝင်လာခဲ့ပါတယ်။ထို့နောက်သူ့နေရာကိုပြန်အရောက်မှာပဲခုံပေါ်မှာလည်းတိရောက်ရောက်ကမကောင်းတဲ့ကောင်မဆိုပြီးတော့ရေးထားတဲ့စာရွက်လေးကိုကြည့်လိုက်ရပါတယ်။ဒီလိုနဲ့မီယာကလည်း သူ့ကိုလူတိုင်းကကြည်နေကြတဲ့အကြည့်တွေပြောနေကြတဲ့စကားတွေကြောင့်ကျောင်းမှာဘလူးမှဆက်မနေနဲ့တော့ပဲနဲ့သူ့လူအိတ်ကိုဆွဲကွာထွက်သွားပါတော့မီနူတို့အဖွဲ့ကလည်းမီယာထွက်သွားတာကိုမြင်တော့အံ့ဩသွားကြပါတယ်မီယာလည်းစိတ်တက်တဲ့အယမ်းကြကကျောင်းကနေထွက်လာခဲ့ပြီးတော့သူ့အတွေ့ထဲမှာလည်းအခုဖြစ်နေတဲ့အဖြစ်အပျက်တွေကိုပဲပြန်တွေးနေမိခဲ့ပါတယ်ချွန်းနောက်မီယာကကားတွေသွားလာနေတဲ့လမ်းမကြီးကိုခေါင်ခြောက်ချားနဲ့ဖြတ်ကူးဖို့လှုပ်လိုက်ပါတယ်ထိုချိန်မှာပဲကားတစ်စီးကသူ့ဘက်ကိုလာနေပြီးတော့ ်မိယာကတော့သူ့အတွေ့အကြုံထဲမှာပဲနှမျောနေခဲ့တာကြောင့်ကားလာနေရဲဆိုတာကိုမမြင်နိုင်ခဲ့ပါဘူးဒီလိုနဲ့မိယာလည်းချိုကားနဲ့တိုက်မိတော့မယ့်အချိန်မှာပဲနောက်ကနေလိုက်လာခဲ့တဲ့မီနုကမိယာလက်ကိုဆွဲကတားထားလိုက်ရပါတယ်ကျွန်တော်မီနုကမိယာကိုနေပါရီရှောက်လို့နေရလေဟာတခုဖြစ်သွားရင်ဘလို့လုံမလဲဆိုပြီးတော့ပြောလိုက်ပါတယ်မိယာကတော့ထိုချိန်မှာမျက်ရည်တွေပူပူပေါက်ပေါက်ကျလာပြီးတော့မီနုရဲ့ရင်ခွင်ထဲမှာပဲငိုချလိုက်ပါတယ်အခုလိုအဖြစ်ပြက်ကြီးကတော့မိယာလိုကောင်မလေးတွေ တောက်ခံနိုင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ခဲ့ပါဘူး။တစ်ဖက်မှာတော့ဗင်နီကဂျေဘောင်းမီအိတ်ကထဲကနေကြာကြံခဲ့တဲ့ USB stick ကိုသူ့အိမ်ကကွန်ပျူတာမှာထိုးပြီးတော့ဘာဝင်ပါလဲဆိုတာကိုစက်ဆုနေခဲ့ပါတယ်။ဒီလိုနဲ့ပဲဗင်နီလည်းကြော်ကြီးတို့ခိုးရိုက်ထားတဲ့မိရရဲ့ဓာတ်ပုံတွေကိုတွေ့လိုက်ရပါတယ်။ကျောင်းနောက်ဗင်နီကဓာတ်ပုံတွေထဲမှာလည်းကြော်ကြီးကိုတွေ့လိုက်ရတာကြောင့်ဒါရီကဘာတွေလဲဆိုပြီးတော့နားမလည်နိုင်ဖြစ်သွားခဲ့ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီလိုနဲ့ပဲဒီအပိုင်းလေးကိုဒီနေရာမှာပဲစသိမ်းထားပြီးတော့ နောက်လာမယ့်အပိုင်းကြီးမှာတော့မီနူးတို့အဖွဲ့လေသူတို့တငယ်ချင်းမီရအတွေ့ဘာတွေဆက်လုပ်သွားကြမယ်ဆိုတာကိုကျွန်တော်နဲ့တူစောင့်မျှော်ကြည့်ရှုပြီးကြပါအောင်ခင်ဗျာဒီနေရာထိလိုက်ပါကြည့်ရှုလာသူတယောက်ချင်းစီတိုင်းကိုလေကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ